မဟောတရာသူတို့သားလေးဟာနှပုံတကပန်တုပ်ကိုထမင်းဥကိုရွက်စီပြီးတော့လမ်းမဟုတ်ဘူးဆိုတော့ကြောင့်လမ်းခီးမဟုတ်ဘဲနဲ့အင်ဂျိုအင်ဂျားကနေပြီးတော့သွားစီတယ်သမင်းပြဿနာဆိုတာကတော့တားဖွာပြဿနာကိုမေးပြီးတဲ့နောက်မှာပဲဝိတေဟရမင်းကြီးဟာမဟောတရာဒုက္ခမင်းလေးကိုမေးဖို့စဉ်းစားပြန်တယ်။အရှိယဝမြင်စကုံးညာသားတို့ဟာအလွန်ပညာရှိကြတာပဲ။ငါမေးတဲ့ပြဿနာတိုင်းကိုလည်းဖြေဆွနိုင်ကြတယ်ကွ။ ဒါကြောင့်ငါစားကြတဲ့ထမင်းတက်နဲ့ရှိတယ်။အဲ့ဒီထမင်းကိုသူတို့ကိုချက်ပြီးတော့ဆက်တာခိုင်းရမယ်။ထမင်းချက်ရမယ်အင်ကာရက်တရတော့ကွာ။ရေလည်းမဟုတ်ထမင်းအိုးလည်းမဟုတ်ခုံလောက်လည်းမဟုတ်မီးလည်းမဟုတ်ထင်းလည်းမဟုတ်မိမယောက်ျားမဟုတ်သီလို့ဖြစ်ထမင်းချင်ကိုချက်ပြီးတော့လမ်းမဟုတ်ဒီမှာပို့ဆောင်ရမယ်ကွ။ဒီအင်္ဂါ၈ပါးနဲ့ပြည်စုံတဲ့ထမင်းချင်မရောက်ရင်တရှိရဝမြေစကုံးရွာသားတို့အားတယောက်ကိုကျိန်တဲ့အချက်တထောင်စီတင့်စေအဲ့ဒီရာဇသက်နဲ့အတူအရှိရဝမြေစကုံးရွာတို့ပို့လိုက်တော့လေ အဲ့ဒီပြဿနာကိုကြားတယ်အရှိရောမျက်စကုံရသားတို့ဟာဘလို့မှမသိနားမလည်နိုင်မင်းရှိတော့တယ်ပြဿနာကတော့ပိုကြီးပြီးအဆွေကြီးကျုပ်တို့ကမင်းကြီးပြောတဲ့အင်္ဂါ၈ပန်းနဲ့ညီတဲ့ထမင်းကိုဘလို့ချက်နိုင်မှာလဲဗျဟုတ်ပါဗျာဒီလိုအင်္ဂါ၈ပန်းနဲ့ညီတဲ့ထမင်းကိုချက်နိုင်တဲ့သူဆိုတာကတော့ကျွန်တော်တို့ရွာမှာမဟောတရာတရူသားလေးပဲရှိတယ်ဗျသူ့ထံကိုသွားပြီးတော့ပဲပြဿနာကိုဖြေရှင်းခိုင်းရမှာပေါ့ဗျာအဲ့ဒီလိုနဲ့ရွာသားလေးဟာမဟောတရာတရူသားလေးရှိတဲ့ဇယက်ကိုထွက်လာခဲ့ကြတော့တယ် မဟောတရာသူတို့သားလေးနေထိုင်တဲ့ဇရက်ကိုရောက်တဲ့အခါမှာတော့အရှင်မဟောတရာသူတို့သားလေးကျွန်တော်တို့ကိုမင်းကြီးကအလွန်ခက်ခဲနဲ့နေတဲ့ပုံစံကိုပေးလိုက်ပါလေဗျ။ဘာပုံစံလဲဦးလေးတို့ရဲ့အဆိုကြပါအောင်။မင်းကြီးကဗျာအင်္ဂါ၈ပါးနဲ့ညီတဲ့ထမင်းချင်ကိုစားကျင်တာတဲ့။သူပြောတဲ့အင်္ဂါ၈ပါးကထမင်းချက်တဲ့နေရာမှာရေလည်းမဟုတ်ထမင်းအိုးလည်းမဟုတ်ခုံလောက်လည်းမဟုတ်မင်းလည်းမဟုတ်ထင်းလည်းမဟုတ်မိမယောက်ျားမဟုတ်သူတို့ကထမင်းချင်ကိုချဲ့ရမယ်တဲ့ဗျပြီးတော့လမ်းမဟုတ်တဲ့နေရာကနေပို့ဆောင်ရမယ်တဲ့ ။ဒါကြောင့်ကျွန်တော်တို့ဘလို့စီမံရမှမသိဘူးဖြစ်နေပါတယ်ဗျ။အဲဒီစကားကိုကြားလဲမဟောတနာဒုက္ခမိန်လေးကသင်တို့ဘာမှမစိုးရင်ကြနဲ့ကွ။ဒီပြဿနာမှာအဖြေရှိပါတယ်ဗျ။ကျွန်တော်ပြောပြမယ်။အားလုံးပဲတိကျနားထောင်ကြနော်။ဆံမဟုတ်ဘူးဆိုတော့ကြောင့်စကွဲကိုယူရမယ်ဗျ။ရေမဟုတ်ဘူးဆိုတော့ကြောင့်စီးနှင်းကိုယူရမယ်။ထမင်းအိုးမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်ထမင်းမချက်ရသေးတဲ့အိုးအစ်စ်ကိုယူခဲ့ဗျ။ဖုံလောက်မဟုတ်ဘူးဆိုတော့ကြောင့်တက်သားစင်း၃ချောင်းကိုယူပြီးတော့၃ခုဆိုင်နဲ့လိုက်ပါ။ မီးမဟုတ်ဘူးဆိုတော့ကြောင့်လဲတဘာမီးမှမညိပဲနဲ့ပုတ်မီးကိုယူပါဗျထင်းမဟုတ်ဘူးဆိုတော့ကြောင့်လဲသိရွက်၆ကိုယူပြီးတော့ချက်ပါဗျအဲဒီလိုနဲ့ရွာသားတွေဟာလဲအလုံးဝမ်းမြောက်ပြီးတော့မဟုတ်တာသူတို့သားလေးပြောတဲ့အတိုင်းမလွဲမသွေထမင်းကိုချက်တော့တယ်အဲဒီလိုနဲ့ထမင်းချက်လို့ရလာတဲ့အခါမှာတော့ယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့သူကလမ်းမဟုတ်တဲ့နေရာကနေပို့ရမယ်ဆိုတော့ကြောင့်မဟုတ်တာသူတို့သားလေးဟာနှပုံတကပန်တုပ်ကိုထမင်းအိုးကိုရွက်စီပြီးတော့ လမ်းမဟုတ်ဘူးဆိုတော့ကြောင့်လမ်းခီးမဟုတ်ဘဲနဲ့အင်ဂျိုအင်ချားကနေပြီးတော့သွားစီတယ်။အဲဒီလိုနဲ့အင်ငါရှစ်ပန်းနဲ့ပြည်စုံတဲ့ဓမင်းဟာမင်းကြီးထံကိုရောက်ရှိသွားတော့တယ်။ဝီဒီဟရီမင်းကြီးဟာလည်းအလွန်အားရဝမ်းသာကျဉ်နေပြီးတော့ဒီပြဿနာကိုဘသူကစီရင်တာလဲကွ။အရှိရောမြင်းစကုံးကကတထေးသားမဟောတာလေးစီရင်ချောင်းမှာဖေရ။အဲဒီလိုလျှောက်တင်းလင်းအလွန်နှစ်သက်ခြင်းဖြစ်တဲ့ဖြစ်ရှင်နေများသူတင်းနကအမတ်ကြီးကိုခေါ်ပြီးတော့တိုင်ပင်ပြန်တယ်။ ဒီအခါမှာလဲတင်နဂမကြီးကအကြောင်းမျိုးမျိုးပြပြီးတော့ရှင်မင်းကြီးအားတီးခံမှုပဲရှောက်တင်ထားလိုက်တော့လဲဒါကတော့ဖရာလောင်းမဟောတတရဲ့ထမင်းပြဿနာဖြေရှင်းခဲ့မဲ့ဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်